အင်တာမိုင်ယာမီအသင်းကောင်းဆောင်မက်ဆီကကလပ်ကမ္ဘာဖလား16သင်းအဆင့်မှာ PSG အသင်းကိုလေကိုပြက်နဲ့ရှုံးနေပြီးပြိုင်ပွဲကထွက်ခွာခဲ့ရပေမဲ့ ပုံရိပ်ကောင်းတစ်ခုခြံထားနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းဟာအုပ်စုအဆင့်မှာတပွဲနိုင်နှစ်ပွဲတရေရှုံးပွဲမရှိရလနဲ့ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့တာပါ။ PSG နဲ့ပွဲပြီးမှမက်ဆီကသူတို့ကအင်အားကြီးအသင်းတသင်းမှာအမြင့်သားဆုံးကတော့သူတို့ဟာနောက်ဆုံးကျင်းပခဲ့တဲ့ချန်ပီယံလိပြိုင်ပွဲရဲ့ချန်ပီယံဖြစ်တာပါပဲ။ဒါကြောင့်အရင်ကောင်းပါတယ်။ပွဲကကျွန်တော်တို့မျှဝင့်ထားတဲ့အတိုင်းပါပဲ။ကျွန်တော်တို့တက်နိုင်သမျှအကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့ပြီးကလပ်ကမဖလားအဆင့်မှာပုံရိပ်ကောင်းတစ်ခုခြံထားနိုင်ခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာအုပ်စုနောက်ဆုံးပွဲမှာပါမီယက်စ်ကိုအနိုင်ရခဲ့ပါက16သင်းအဆင့်မှာ PSG ကိုရှောင်လွှဲနိုင်မှာဖြစ်ပေမယ့်အဲ့လိုမဖြစ်ခဲ့တဲ့အတွက်စိတ်မပြတ်ဘူးလို့လည်းမက်ဆီကပြောပါရယ်။အင်တာမိုင်ယာမီအသင်းရဲ့နောက်ခံလို့ယော်ဒီအဲဘာကလည်းအုပ်စုတွေမှာအလွန်တောင့်တင်းတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့်အားလုံးထပ်ပိုကောင်းအောင်စွမ်းဆောင်ပြနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါရယ်။